အမေရိကန်မိမိလုံခြုံရေးဝန်ကြီးဌာန DHS နဲ့လူမှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဦးစီးဌာန ISTO ပူးပေါင်းပြီးရာဇဝတ်သားတရားမဝင်နေထိုင်သူများဖမ်းဆီးရေးအစီအစဉ် Operation Charlotte's Web ဆိုတဲ့စစ်စီရေးတစ်ခုကိုနိုဝင်ဘာလ15ရက်ပြီးခဲ့တဲ့စနေနေ့ကစတင်ဆောင်ရွက်နေပါတယ်။ဒီစစ်စီရေးကရာဇဝတ်မှုနဲ့လူမှုကြီးကြပ်ရေးဆိုင်ရာကြီးကြီးမားမားချိုးဖောက်ထားသူတွေကိုအဓိကပြစ်မှတ်ထားတာလို့ဆိုပါတယ်။စစ်စီရေးစတင်ပြီးနေ့ရက်အကြာဒီကနေ့နိုဝင်ဘာလ18ရက်နေ့အထိ လူ130ကိုဖမ်းဆီးထားတာမှာအဲ့ဒီလူတွေရဲ့ရာဇဝတ်ဂိုင်းဝင်တွေလူတစ်ဖက်သားနာကျင်အောင်လှုပ်ဆောင်မှုသူတွေအယက်မှုပြကားမောင်းတဲ့လူတွေအန္တရာယ်ဖြစ်စေတဲ့လက်နက်ပိုင်ဆိုင်သူတွေနဲ့အရင်ကပြည်နေနံပေးခံရပြီးနောက်တစ်ကြိမ်ပြောင်းလဲလာသူတွေပါတယ်လို့ဆိုပါတယ်။မြောက်ကော်ရိုလိုင်းနားပြည်နယ်ဟာပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ပြည်ထောင်စုအစိုးရလိုမှုကြီးကြပ်ရေးဌာနအကြားပူးပေါင်းဆောင်ရွက်မှုကိုကန့်သက်ထားတဲ့ Sanctuary Policy ခေါ်တဲ့ဘလူးလူတွေဆိုတာကိုမေးခွန်းမထုတ်ဘဲလာရောက်နေထိုင်ခွင့်ပြုထားတဲ့နေရာဖြစ်တာကြောင့် အခုလိုလောက်ရတာလို့အမိမြေလုံချိုရေးဝန်ကြီးဌာနပြောခွင့်ရကပြောပါတယ်ရှာလောင်မြို့ရဲတပ်ဖွဲ့ကတော့ပြည်ထောင်စုအစိုးရရဲ့လူအမှုကြီးကြရေးဆိုင်ရာလုပ်ငန်းတွေမှာသူတို့မပါဘူးလို့ပြောထားပါတယ်ဒီအစီအစဉ်ကိုမကြိုက်တဲ့ဒေသခံတွေကတော့ရှာလောင်မြို့မှာကန့်ကွက်ဆန္ဒပြခဲ့ကြပြီးမြို့တော်ဝန် Vlies ကလည်းဒီစစ်စင်ရေးကြောင့်ဒေသခံတွေအကြားမလိုလားအပ်တဲ့စိုးရိမ်မှုတွေနဲ့အကြောက်တရားတွေဖြစ်ပေါ်စေတယ်လို့ပြောပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ